တော်ရဲ့တက်ပြက်နေပြီတက်ပြက်ဆုံးပြီတက်ပြက်သွားပြီဘုရားဘုရားပြီးခဲ့တဲ့ဘက်ကတော့ပြက်ကွက်သွားတဲ့အတွက်မိဘဗီစုတို့တောင်းပန်ရမှာမယ်ဟိုသွားတီသွားအလုံးများနေတဲ့အတွက်ပြက်ကွက်ရခြင်းဖြစ်ပါတယ်ဒီဘက်တော့ဘာလို့ပြောရမလဲဆိုရင်တော့ပန်ဆန်းမှာမြောက်ပိုင်းခုနှစ်ပေါ်ထပ်တွေ့ကြတဲ့ အပီဘိုတပ်ပူတယောက်ခွေကျိုးဝမ်းလျှောသလိုလမ်းလုံးပြည့်မစင်စွန့်နေရတဲ့အဖြစ်ကိုပြောခြင်းတယ်။တင်းကဒါကြောင့်လဲနိုင်ငံတော်ကဘုံပတ်ကျဲနေတယ်။ကရင်ကစစ်ဆောင်စခန်းလဲသူကမရှောင်းစာတင်ကြောင်းလဲမချမ်းဘူဒီတောင်နောင်ချိုလဲအကျဉ်းကျဉ်းပဲလုံရက်ကတော့ရှုပ်ဆက်တွေကြီးပဲတင်းကလုံနေတော့တာ။ဒါပေမဲ့သူကတော့ပြောနေတဲ့အကြည့်အောင်သူ့ဘူဟာကအလုံးဖြစ်နေကြောင်းလမောင်းဆန်တန်းပြီးတော့ကြွေးကြော်နေတဲ့ဗျ။ ငါလုံးလိုက်လို့ဟိုဘက်ရက်ကွက်ထဲစိတ်ဝမ်းကွဲတာတွေကွဲကုန်ညတာတွေဖြစ်ကုန်ညပြီမဟုတ်လားဆိုတာမျိုးတွေထီဖြစ်လာတယ်။ဒါကြောင့်ဒီဗျူဟာအတိုင်းကန်းကုံအောင်ဆက်လုပ်ကြဖို့မှာကြတဲ့ဗျ။သူ့မှာလည်းဟန်ကိုကိုဗျူဟာကလွဲလို့ဘာမှကိုရှိတော့တာမဟုတ်။စိတ်ပြတ်ဆိုးရွံ့နေဖို့မလိုဘူးဒါတွေကလည်းဒီရဆိုးတာတွေလည်းလာအောင်မဲ့ဆိုတာလည်းမျောလင်းပြင်ဆင်ပြီးသားပဲဖြစ်စေခြင်းနဲ့ဗျအထူးအားဖြင့်တော့ကိုယ်တွေဘက်ကစူးစီးမှုဒီထက်အားကောင်းဖို့ပဲ အရေးတကြီးလိုအပ်နေတယ်။စပိုမှုလက်ထက်ကကြက်နက်ကောင်လိုအချင်းချင်းခုတ်မနေကြရင်ကိုရနေဒီအခြေအနေက။ဒါကြောင့်လည်းပန်ဆန်းအစည်းအဝေးကိုစိတ်ဝင်စားတာ။ဒေါက်တာဇော်ဝေဆိုးပြောပါတယ်။ဘာတရင်စကားနဲ့ဆက်ဆက်ရင်သူပြောတဲ့စကားနဲ့ဆက်ဆက်ရတယ်။ FBNCC ခုနှစ်ဖွဲ့တည်းမှာကအချင်းချင်း frequency မကိုက်လို့ကွိုင်းနေပူးနေကြတာအများကြီးပဲ။ တမိုင်းကြောင်းနဲ့ခြီးပြီးရှင်းရမှန်တွေရှိတယ်လို့မျိုးတမိုင်းကြောင်းရဲ့ခြီးပြီးတော့သင်္ကန်းစာယူရမှန်တွေလဲတပုံတွင်ပဲမို့ရလက်ကောင်းတွေရစီခြင်းလေဗျာဘုဒ္ဓဘုရင်ဆိုတာတကယ်ဆိုလို့ရှင်ရဲ့ရဲ့လေးပဲကြံတော့တာသူကသူလည်းသိတယ်စိန်ပီတာစပတ်မှာပန်း20ကျော်နဲ့အိမ်ဝယ်ထားပြီးပြီ DSTA စင်အန်ရစရာကောင်းလေးကိုလှုပ်ပြီးတော့အိမ်တော်က ရိတ်လုံနေတယ်လာချီပြီပြင်ဆင်လာတယ်ကိုပိုင်လင်းမြန်လဲဝယ်လိုက်တော့သူ့လူတွေကနောက်ွယ်မှာတီတိုတီတိုတပန်းထူတောင်ပြောနေကြတယ်ကုမ္ပဏီလောက်မှာဇောင်းမနဲ့တဲ့အကြံနဲ့ခွေပြေးဝက်ပြေးပြေးတော့မှန်းတယ်ဒီတိုင်းတော့ပြေးမှာမဟုတ်ဘူးတင်းကနာကျင်အချိန်ပိုးတွန်းကိုနဲ့အပြစ်ကံဘက်ကနေသူမျောနေတယ်ဒါကြောင့်လဲခုလောက်မိုက်မိုက်ကန်ကန်နောက်ဆုံးလုံနေတာပဲစိညာတိုင်းအာကိုနဲ့လည်းရှိနေသေးတာဘူး ဒါပေမဲ့ပွဲအဖြေကတင်းတို့လက်ထဲမှာမဟုတ်ဘူး။ငါတို့လက်ထဲမှာရှိတယ်။မဆိုးစလောက်လေးနည်းနည်းလေးတိုးပြီးတော့စီယုံကြဖို့စီလုံကြဖို့စုစည်းကြဖို့ပဲလိုတာ။ပြည်သူသားအတိကပြည်သူဆန္ဒဆိုတာကိုနှကန်းနှလွာကြားကထက်ရှင်ဘတ်ထဲကအတန်ပြုတ်ရင်ဒီပွဲကပြန်နိုင်ငံတကာကလာသည်ပြည်သည်မလာသည်ပြည်သည်မျောနေစရာမများဘူးမျောနေစရာဟုတ်မလို့ ရရင်ဘောနဲ့လိုတာသဘောထားပြီးတော့ကိုယ့်အကူကျုံညာမှာပဲမရလဲဝမ်းနဲ့နှောင်တာရှိစရာမလိုကိုယ်လုံးစရာရှိရာလုံးကျုံယုံလုံးကြဖို့ပဲလိုတယ်ဗျဝေးဝေးမကြည့်နဲ့ဒီလိုဖူလိုကဥပါရိုက်သွန်းနေတော့ဗုဒ္ဓဘုကျင့်ဆိုးခင်ဗျာမှာအိုယက်စ်လို့တော့မှာဒီအပိုင်းအော်ချိန်တော့မရနိုင်ဘူးဒီလောက်ဖြစ်နေတာတော့ဗိုလ်တပ်ဘူးကျင်စုဒီလောက်ဖြစ်ပြက်နေတာတော့မှတစ်ဖက်ကနေမှ ဖို့အောင်နေတဲ့တောင်ပို့ကိုဖျားမှတ်ပြီးတွားယုံစားနေကြသေးတဲ့ဟာတွေကလည်းရှိသေးတယ်။ဒါကိုတွားလဲနားမယောင်မစည်းရဲသူတို့ကဗုဒ္ဓဘုရင်စိုးစီကနေစင်လီခွေးမြော်တယ်လို့မျောနေကြလေ။တနာကြပါခင်ဗျာဆိုတဲ့အထာတွေနဲ့သူတို့ဗုဒ္ဓဘုရင်စိုးတနာမှာပိုင်ဝါရမယ်ဖြစ်ကိုဖြစ်နေကြတယ်။ကိုတော်ကလည်းအရာဝရီကတင်ထားတဲ့ရုပ်တံဖိုင်ကိုခေါင်းစည်းကြည့်ပြီးဝင်းရထောက်မှုပြီးတော့ရေလဲရသေးတယ် အောင်လာလို့အောင်နှလုံးနာလာလို့အตาလေးပလက်လန်ပြီးမောတော်ဖြစ်ရသေးတယ်ဗျာပြည်သူတွေကမဲမပေးမှာဟုတ်နိုင်ငံရေးပါတီတွေစိုးရိမ်နေတယ်ဆိုပဲ၃၀ပါတီပေါ့ကျိုးလို့တော့မှပုံပေါင်းတပုံထွက်လာစရာမရှိတာဘသူကအရေးလုံးမဲပေးမှလဲဒီသုံးလုံးမှာကလည်းကြည်ကြည်လိုက်ရုပ်တီကြီးနဲ့ထွက်ဟောင်းနေသေးတယ်ဒါနဲ့ PPP ဆိုတာသိကြတယ်မို့လားပေါလိုပေစာပေါ်ဒီပေါ်ချာပလာဒီပလာတာပါဒီလိုတာမှတ်လိုက်ပြီးတော့ပါဒီဖွချာစိမ့်ကောင်ကလည်း အော်ဂလီမောင်မောင်ယုံနဲ့ဒင်းတို့ကြီးတာလို့ဆိုဘယ်ကမလဲဂျာဖြူအုပ်ကြီးစိုက်အိုင်မောင်တို့အပြောမှာတော့နောက်တစ်ချိန်ဝဲလျားမှုထိုးပြီးတော့ရီရပြန်သေးတယ်ရေကောက်ပွဲကတဲ့ကျုပ်နေတဲ့ဗဟန်းမှာလူသိန်းရှိတယ်ဆိုပါဆိုအဲ့တသိန်းလုံးမဲလာပေးစရာမလိုဘူးတဲ့တစ်ထောင်လောက်မဲလာပေးရင်အဲ့တစ်ထောင်မဲလာပေးတာနဲ့ကိစ္စနဲ့တယောက်တည်းမဲလာပေးရင်တော့မှရေကောက်ပွဲကအထောင်မြောက်တဲ့တယ်အဲ့ဒါဥပဒေအရာပဲလीတဲ့ ဒီလေးဒီမိုဒီပြောရင်တော့မကောင်းတော့ဝင်းပြိုင်မာတော့ပိတ်သက်တူဒီလူတွေဝင်းပြိုင်မာနေတယောက်တည်းမဲလာပြီးလေအထမြောင်ရင်စိုးရိမ်မနေနဲ့ပေါ့ဗျာပြောစရာမလိုကိုပေါ့ကူမဲပေးပြီးတော့ပြန်လာမဲပေးပြီးလိုက်ယူထားတာကပါတီကောင်းဆောင်ယာလူတွေရေကောက်ပွဲဥပဒေကိုလည်းနလန်းတလုံးမှာတော့မတိဟန်မတူကြဘူးမိသူဆိုတာကိုတော့ပါဇက်ဖျားကတစက်မှမချဘူးပေါ်တော်တော်ကြောင်တောင်းတော့စကားတွေပဲထွက်ထွက်ပြောနေကြလေ ဥပဒေအရာကပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်55အရာကိုလည်းတို့ရအတွင်းမဲဆန္ဒအရာမဲဆန္ဒရှင် အားလုံး51ရာခိုင်နှုန်းကဆန္ဒမဲပေပြီဖြစ်လင်အထမြောက်သောရွေးကောက်ပွဲအဖြစ်သတ်မှတ်နိုင်သည်လို့ပြသထားတယ်ဗျဒါတွေပြောတာပြောရတာ ခွေးပေအိုင်ပေါ့ဖွင့်ပြသလိုမျိုးပဲအမိနှံ့ပြနေခွေးရမှအမိနှံ့ပြနေ ိုရဘူးကျင်ဆိုရဲ့6လခံစီအောဂုလာဆိုလို့ရှိရင်လည်းကုန်ပြီတဲ့ဗျ။အဲ့ဒါကိုစောင့်ကြည့်ရမလဲ။နောက်ထပ်6လခံစီထိုးမထိုးကြည့်ပြီးရွေးကောက်ပွဲဘယ်တော့လုံမလဲဆိုတာမျိုးရှင်းသွားတဲ့သူကရှိသေးတယ်။ကိုရဘူးကျင်ဆွဲခြေဆွဲငုတ်တာကိုနားနှာခေါင်းလဲကြောင်းအထူးကသွားပြတဲ့သူတွေလိုဖြစ်နေပြီ။ရဘူးကျင်ဆိုးကိုလည်းသွားခံမှန်းလေနဲ့ယူသွားလိမ့်မယ်ဆိုတာကိုတပူကျင်ဆိုးလိုလူမျိုးမှာစစ်ပြကြည်ပါလားခေါမနီကိုအယူလင်လုံထားတော့ ကျကျအိမ်မိဟတ်ထားသလိုရှုံတော့ပိန်လိန်နေအာသူဘကမ္မထမ်းရုပ်ကိုရှုနေရတယ်လို့မျိုးပဲတထိုင်တဲနဲ့ကိုတကယ်ကိုမတ်ဖို့စိုက်သွားစေမယ်ရက်တူတူနဲ့မတ်ဖို့စိုက်သွားစေမယ်ရုပ်မျိုးဆိုတော့ဒီလေးဒီမိုးဒီလူတွေရဲ့အသေးစားကမဲတပြားတွေဘာတွေပေးနေမယ်အစားငပေငထွားလေးကိုပဲဖြဲကပေးရတော့ပုံမျိုးတွေဖြစ်နေခုချိန်က အချိန်ကောင်းအခါကောင်းယာသည်ခွင့်ကြကိုဘက်ကဇာတာတက်ယာစာဘွားတို့အတွက်အထွတ်တိတ်ရောက်နေတဲ့အချိန်ဒါကြောင့်မလို့စူဖွဲ့မှုမကြိုးပဲ့စေနဲ့စိတ်ထက်မကြိုးပဲ့စေနဲ့အောင်သူတွေမဲအောင်လေးပိုင်သက်ကြော်တွေမလို့အနိုင်မိုင်းနိုင်ငူနိုင်မဲ့ပွဲမလို့ပြောနေရတာအရေးတော်ပုံကအောင်ကိုအောင်နေပြီး